Hello အားလုံးပဲမင်္ဂလာပါရှင်ဒီခလောင်းလေးတွေရှိတဲ့နေရာကိုဘယ်လိုသွားလဲဆိုတာကိုမြင်ထားလို့ဥကဗီဒီယိုလေးနဲ့သွားနည်းလမ်းညွန်ကို sharing လုပ်ပေးလိုက်ပါတယ်ဤဆို Harbor Front MRT ရထားစီးပြီး ACT ဘက်ကိုထွက်ပါမယ်ပြီးရင်တော့ဗီဒီယိုထဲကအတိုင်းတက်တက်သွားပါမယ်ပေါ်ဘက်ကိုလေကားနဲ့တက်ပြီးအပြင်ဘက်ရောက်ရင်တော့ဘယ်ဘက်အချမ်းမှရှိတဲ့လမ်းဘက်ကိုတက်သွားမှာဖြစ်ပါတယ်ဒီနေရာလေးကနေပြီးတော့မော်ဖီပါကိုလမ်းလျှောက်ပြီးတော့သွားရမှာဖြစ်ပါတယ်။မရှောင်းနိုင်တဲ့သူတွေကတော့တစင်ကသွားလို့ရပါတယ်။ဒီနေရာလေးကနေပြီးတော့အပေါ်ကို လမ်း5မိနစ်လောက်လျှောက်သွားလို့ရှိရင်တော့ Muffy ပါ Peak ကိုရောက်ပါပြီ။အဲဝင်ပြီးတော့ level 1ကိုသွားပါမယ်။ခလောင်းလေးတွေကစသဆိုင်ရဲ့အပြင်ဘက်မှာချိန်ထားတာပဲဖြစ်ပါတယ်။ခလုံးလေးတွေပေါ်မှာကိုယ့်ရဲ့နေနေတွေကိုရေးပြီးတော့ထိထားခဲ့လို့လည်းရပါတယ်။ခလုံးတွေကိုဒီနီနာမှာရှိတဲ့ gift shop မှာဝယ်လို့ရပါတယ်။ခလုံးကတော့တစ်ခုကို၄ချက်နဲ့ပြ90ဖြစ်ပြီးတော့တစ်ခုဝယ်ရင်တစ်ခုအလဲကားရမှာဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးထဲမှာအခြားလက်ဆောင်ပစ္စည်းတွေလည်းအများကြီးရှိပါတယ်။ဘာတွေရှိလဲဆိုတာကိုဦးနဲ့တူတူလိုက်ကြည့်ပေးပါအောင်ရှင်။ ဒါတွေကတော့ gift shop ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေအကုန်ပဲဖြစ်ပါတယ်။ကိုဆိုလို့ရှိရင်တော့ဥတို့အပြင်ဘက်မှာတပ်ပုံလေးတွေတွားရိုက်ပါမယ်။ဒီနေရာလေးကစက်တော့ဆိုင်ရဲ့အပြင်ဘက်မှာရှိရတဲ့ကြောင့်မလို့အရင်ကြီးမကျေပါဘူး။ Sunday မဟုတ်ပဲနဲ့ကြားရက်သွားမယ်ဆိုလို့ရှိရင်တော့ပုံအေးစစေးရိုက်လို့ရပါတယ်။တို့သွားတော့ကစနေနေ့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့လူသိမ့်မရှိပါဘူး။ပြီးရင်တော့ခေါင်းဆောင်ကြီးတွေရှိတဲ့နေရာကိုသွားပါမယ်။အင်းအာ ခေါင်းလောင်းတဲ့ပုံတွေရိုက်ပြီးလို့ရှိရင်တော့မော့ဖီပါရဲ့အပေါ်ကနေပြီးတော့နေဝင်တာကိုသွားကြည့်ပါမယ်။သူတို့အခုသွားနေတဲ့နေရာနဲ့ခေါင်းလောင်းရှိတဲ့နေရာဆိုလို့ရှိရင်တော့လမ်း10မိနစ်လောက်ရှောက်ရပါမယ်။ဆိုလို့ရှိရင်တော့ဦးတို့လာတဲ့မော့ဖီပါရဲ့တောင်ကုန်းပေါ်ကိုရောက်ပါပြီဒီနေရာကနေပြီးတော့ရှုခင်းလလလေးတွေကိုကြည့်လို့ရတဲ့အပြင်နေဝင်ချိန်ကိုကြည့်လို့ရှိရင်လည်းအရန်ကိုလာပါတယ် ဒီနေရာလေးကတော့မြန်မာတွေအများဆုံးသွားတဲ့ City Hall ပဲဖြစ်ပါတယ်။ဒါကအချိန်ရတယ်ဆိုလို့ရှိရင်တော့ညဘက်အထိနေပြီးဒီအပေါ်ကနေပြီးတော့ night view တွေကိုကြည့်လို့ရှိရင်လည်းအရင်ကလှပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။